အလူမီနီယံလုပ်ငန်းလုပ်ပြီးတော့စီးပွားရေးကောင်းမွန်နေတဲ့လူတယောက်ဟာညနေဘက်မှာဘီယာတောက်ရင်းနဲ့အပြင်းပြင်းဆလော့ဂိန်းလေးနည်းနည်းပါးပါးဆော့ပါတယ်စီးပွားရေးအောင်မြင်နေတဲ့အိမ်တော်ဦးစီးတယောက်ဘီယာလေးတစ်ခွက်နှစ်ခွက်တောက်တာဘာဖြစ်တယ်လဲဆလော့ဂိန်းလေးတစ်ပွဲနှစ်ပွဲကစားတာဘာဖြစ်တယ်လဲလို့တချို့လူတွေကတွေးကောင်းတွေးကြပါလိမ့်မယ်ကျွန်တော်ဦးလေးကသူကအလူမီနီယံလုပ်တာအိမ်မှလည်းရှိတယ်ကလေးနှစ်ယောက်လည်းရှိတယ်အဲကလေးနှစ်ယောက်ကလည်းဟိုအချောင်းအလဲတန်းရွယ်လေးပေါ့လေ အဲ့လိုစလော့ရေးဆပြီးတော့ဆော့လာကြဆော့ကြတဲ့အချိန်ပေါ့လေဆပြီးတော့အဲ့လိုအေဂျင့်တယောက်ရှိလာတယ်။ဒါအေဂျင့်အေဂျင့်ဒီကနေပြီးတော့အေဂျင့်ကိုပတ်စံလွှဲအေဂျင့်ကနေပြီးတော့ကိုယ်ကိုယ်ကခိုင်းအကောင့်တစ်ခုဖွင့်ရတာပေါ့လေအကောင့်တစ်ခုဖွင့်အဲ့အကောင့်တွေကိုအေဂျင့်ကနေပြီးတော့ပတ်စံထည့်ပေး unit ထည့်ပေးပေါ့အဲ unit ကိုထည့်ပေးကျွန်တော်ကပတ်စံလွှဲပေါ့အဲ့အဲ့ဟာနဲ့အဲ့လိုသူကအဲ့ဟာကိုဆပြီးတော့အေဂျင့်တယောက်ရှိလာအဲ့အေဂျင့်ကကြတော့ဘသူကဟိုလဲဆိုတော့အဲ့အေဂျင့်ကခဏန်းလာလောက်တဲ့ဒီရှန်တရက် ခနန်းလာကောက်ပြီခနန်းလာလဲလဲသူကသူကအိတ်စလုတ်သဲလာအခင်းကိုသဲလာတော့အဲ့ဟာကိုသူကနေပြီးတော့အဲ့မှာသူနဲ့ဟိုဆော့ကြည့်ရယ်ပေါ့လေဆော့ကြည့်ပြီးတော့အဲ့မှာအစာပိုင်းမှာအဲ့လိုမျိုးလှဲ့လှဲ့လှဲ့ရောလို့နိုင်နေနိုင်နေဆိုတော့အဲ့လိုမျိုးဟိုနှစ်နှစ်တောင်းထဲဆော့လို့ရှင်လို့ဒီညတစ်ခါကျရင်တသိန်းနိုင်တာတော့ဘာလို့အဲ့လိုမျိုး3 4ခါနိုင်နိုင်ရနေအဲ့လိုညနေဆိုလို့ရှင်ဘီယာတောင်းရင်ဆော့ရင်ဆော့ရင်ဆော့ရင်နဲ့အဲ့လို ဟိုနေ့နောက်ပိုင်းနေကြတော့ရှုံးလာရှုံးလာတဲ့အချိန်မှာတို့ပြန်ရှုံးတဲ့ပုံကိုပြန်လိုက်ဖို့အတွက်ဟိုလိုနေ့လယ်ဘက်တွေပါလို့ဆော့တဲ့ဟာတွေပါဖြစ်ကုန်ဖြစ်ကုန်ပြီးဆော့ဆော့တော့မနိုင်ဘူးလိုက်လိုက်အဲ့လိုပြန်ရတဲ့ခါကျရင်လည်းရတယ်။ तू အမဲ့ချွေချွေရလား။တစ်ခါလှည့်လို့ရှိရင် तू ဟိုကဲတစ်ခေါက်လှည့်လိုက်ပြီဆိုလို့ရှိရင်စပရင်တစ်ခေါက်လှည့်လိုက်ပြီဆိုရင်2000နဲ့လည်းလည်းထားပါတော့။2000နဲ့ဆိုလို့ရှိရင်မကြဘူးမကြဘူးမကြဘူးလို့ပြောဆယ်ခေါက်လှည့်လိုက်လို့ရှိရင်2000ဖြစ်သွားပြီ။အဲပြီးလို့ရှိရင်ဆယ်ခေါက်လှည့်ပြီ17ခေါက်မြောက်မှာ ဖတ်ဆိုပြီးတော့ဝင်းဆိုပြီးတော့ကြတဲ့ခါတို့ကြရတယ်ဆိုလို့ရှင်သူကစားနေရတဲ့ခါကျရင်တို့2500ဆရရတယ်ပဲထောင်း900ဆိုလို့ရှင်2500ဆိုတောင်းပေါ့လေတခါကျရင်3000ဆရရတယ်ဆိုလို့ရှင်ထောက်ထောင်အဲ့ဒါမဲ့အဲ့လိုရတဲ့ဟာကိုပဲမြင်တာပေါ့ရတဲ့ဟာအများကြီးရတယ်စားနေရတယ်အများကြီးဒါမဲ့ဟိုကအမဲ့ချွေချွေနေတာတစ်ခေါက်ကို2000 2000 2000ဒါဥပမာ2000နဲ့ထည့်တာပြောပြရအောင်နော်အဲ့လိုအဲ့လိုပြန်ရတဲ့ဟာကိုပဲမြင်တယ်အဲ့လိုတကယ်အမဲ့ချွေချွေပြီးတော့အဲ့လိုမျိုးကုန်းရှုံးနေရှုံးနေရှုံးနေလိုက်တယ်နောက်ပြန်ရတယ်ပြန်ရတဲ့ဟာလည်းအဲ့လိုပဲအများကြီးမရဘူး ဟိုခါကြရင်တော့အချီးတစ်ခေါက်တလေပြန်ပေးရင်ပေးရအောင်အဲ့ဒါနဲ့ရာနိုးရာနိုးရာနိုးနဲ့ဆွဲသွားအဲ့အောင်ဆွဲရတော့ချောက်အဲ့လိုတော့ချောက်ဆော့နောက်ဆုံးကြကြပတ်စံတိန်ကိုဟိုအများကြီးရှုံးပြီးရောလို့ဟိုဆိုင်နေရပစ္စည်းဆိုင်နေဆိုင်နေရပစ္စည်းပြန်ထည့်ဖို့ဟာရောမပတ်စံမရှိတော့ဆိုင်နေပစ္စည်းထည့်မယ်ဆိုင်နေမှာလည်းပစ္စည်းကရောင်းလာကုန်ပြီလူမနေပစ္စည်းတွေကအဲ့ပတ်စံတွေရတယ်ရတဲ့ပတ်စံရထားတဲ့ပတ်စံတွေအကုန်လုံးကလည်းဆော့လော့ဆော့လို့ကုန်ပြီနောက်ဆုံးသူကလည်းထူပူနေရောဘယ်လိုဖြစ်သွားလဲဆိုတော့ကျွန်တော်နဲ့ကျွန်တော်ညီနေတယ်သူကအဲ့ဖုန်းပေးလိုက်တယ် ဖုံးပေးပြီးတော့ဆော့။ तू မဆော့တော့ဘူး။ तू ကထူနေပြီ။အဲ့တော့ညဆိုလို့ရှိရင်ဖုံးကျွန်တော်တို့ဖုံးပေးထားတယ်ပတ်စံထည့်ပေးထားတယ်။ဆော့မင်းတို့ဆော့ပေး။အဲမင်းတို့လက်မင်းတို့ကမင်းတို့ကမင်းတို့လက်ကီးကိုကြည့်မယ်ပေါ့လေသူ့လက်ကီးမကောင်းဖြစ်နေအကျွေကျနေရပေါ့အဲအဲ့လိုနဲ့ကျွန်တော်တို့ဆော်လည်းပဲနိုင်မလဲတဲ့မှာအမှန်ကျွန်တော်လည်းပြောဆော်လည်းမနိုင်ဘူးဆိုတော့အဲသူလည်းနောက်ဆုံးအဲ့လိုနောက်ဆုံးကြာကြဘယ်လိုဇလန်းကဘယ်လိုဖြစ်သွားလဲတော်တော်အကျွေးတွေပါတင်ပြီးတော့အဲအေဂျင့်စီမှာအကျွေးတွေပါတင်ပြီးတော့နောက်ဆုံး သူမိန်းမကလည်းပြဿနာတွေဟိုဖြစ်သွားပြီလေပြီးတော့သူမိန်းမနဲ့အလိုကွဲမလို့ပြုတ်မလို့ဖြစ်ဖြစ်ပြီးနောက်ဆုံးသူမိန်းမသူ့ကိုအလိုဖုန်းကိုပေးမကင်တော့ဘူးကိပတ်တလုံးပဲပေးကင်ထားတော့တယ်အခုထိသူဖုန်းမကင်ရတော့ဘူးအလိုတက်ဆက်ခရင်မကင်တော့ Facebook လည်းမတုံးနဲ့ဘာဘာမှမတုံးနဲ့သူကဖုန်းကင်ရင်ရောအမဟိုကိပတ်ကင်ဆိုပြီးကိပတ်တလုံး Nokia တလုံးလားမျိုးပဲပေးထားတယ်အဲ့လောက်အထိအချိန်နေဖြစ်သွားအာကျွန်တော်ဦးလေးနေနေလေးစံကစားရာကနေပြီးတော့စီးပွားပြည့်အောင်သားမကအိမ်တော်ရေးပါအကြီးကျယ်ထိခိုက်ခဲ့ရတာ slogan ကြောင့် ထိုင်းနိုင်ငံဖူကက်မြို့က night club ပိုင်ရှင်တယောက်ဆိုလို့ရှိရင်ဆလော့ဂိန်းကစားရင်းနဲ့ရှုံသွားလို့လမ်းဘေးမှာငားခင်ရောက်နေရတဲ့အကြောင်းသူ့ဖြစ်စဉ်ကိုသူ့ဘာသာ TikTok မှာတင်ပြီးတော့ပြောထားပါတယ်။ဗမာပြည်တွေကနောက်ထပ်တယောက်လဲလောင်ကစားကြောင့်ဘဝပြက်သွားတဲ့အကြောင်းကိုကြားရပါတယ်။အာကျွန်တော်တကယ်ကျန်တယ်မလဲအဲ့တော့ဟိုဘောနော်ဒီဟိုလောင်စားလောက်တဲ့လူတယောက်ရှိရဲ့ဗျဟိုသူဆိုလို့ရှိရင်အဲ့လိုမျိုး ဟိုငကောကဗျာမိမိကကလည်းအဲ့လိုမျိုးပတ်စံရှိတယ်။နောက်ပြီးတော့ကျတော့ဒူဂရိုင်းလည်းအဲ့လိုမျိုးဟိုကွန်တာလုံးသေးတယ်တော့ရှိတယ်။ဟိုဂိမ်းဆိုင်ဒီဇိုင်းပိုင်နေဗျာ။ဂိမ်းဆိုင်ဒီဇိုင်းသူတယောက်တည်းပိုင်တာတော့မဟုတ်ဘူးဗောနော်။ဟိုသူမိတ်ဆွေတွေနဲ့ share လုပ်တဲ့ဥစ္စာရှိတယ်ဗျာ။ရှိတော့ကျတော့အဲအစကတော့သူတို့အဲ့ဟိုကလုပ်တယ်ဗာလဲ။ အဲ့ဒီဘောလုံးဝင်လောင်းရတယ်အစတော့ကတော့အပျော်ပေါ့ဗျာအစတော့ကတော့အပျော်ပြောရရင်ပြီးတော့ကျတော့ဟိုတသိန်းမနှစ်သိန်းမဖြစ်လာတယ်နောက်ပြီးတော့ကျတော့သူကိုယ်တိုင်လည်းဟိုအဲ့လိုမျိုးဟိုဒိုင်လောက်တယ်ဗျာဒိုင်လောက်တယ်နောက်ပြီးတော့သူကိုယ်တိုင်လည်းလောင်းတယ်လောင်းတော့ကျတော့လောင်းရနေပြီးတော့ကျတော့ဟိုဟိုတဖြည်းဖြည်းနဲ့ဟိုနောက်ဆုံးကျတော့ဟိုခင်းဆိုင်လည်းပြုတ်သွားတယ်ဗျာခင်းဆိုင်လည်းပြုတ်သွားတယ်နောက်ပြီးတော့ကျတော့မိသားစုပိုင်နဲ့ဟိုမိသားစု မမိသားစုပိုင်းနဲ့အဲ့လိုမျိုးကား2စီ3စီလောက်လည်းထုတ်ရောင်းလိုက်ရတယ်။အဲ့ဒါကိုကိုထပ်ပြေကြတော့ဟိုအချွေးရှင်တွေကလာပြီးတော့ကျတော့အိမ်မှာတောင်းကျမ်းလာတော့နောက်ပြီးတော့ကျတော့ဟိုချင်းချောက်တာတို့လောက်တဲ့ဥစ္စာတွေဖြစ်လာပြီးတော့ကျတော့နောက်ဆုံးတမိသားစုလိုမနေရတော့လို့အဲ့လိုမျိုးထွက်ပြေးလိုက်ရတဲ့ဥစ္စာတွေပါရှိတယ်။အိမ်ဆုံးတဲ့လူကားဆုံးတဲ့လူအိမ်ချမ်းမြေဆုံးတဲ့သူတွေတောင်မှ ရှိကြပါတယ်။ဂိမ်းကြောင့်လောင်းကစားကြောင့်ဘဝပြက်စိတ်သက်ကြပြီးတော့ ကိုကိုကိုတက်သေးသွားကြတဲ့အထိဖြစ်ကုန်တာတွေလည်းရှိပါတယ်ဘလောက်တောင်ဆိုးရနေတယ်ဆိုတာကိုမြန်မာနိုင်ငံအတွက်မှာနေထိုင်ကြတဲ့သူတွေကကျွန်တော်ထက်ပိုသိကြပါလိမ့်မယ်တနေရာထဲမှာဖြစ်နေတာမဟုတ်ပါဘူးနေရာတိုင်းလိုလိုဖြစ်နေတာပါကြားဖြတ်ဒေတာတွေမှာဆိုလို့ရှိရင်ပိုပြီးတော့တောင်မှဆိုးရတယ်ကီအန်ဒီပြည်နယ်ထဲမှာဆိုလို့ရှိရင်လည်းသိပ်ဆိုးလာလို့တော်လန်ရေးအဖွဲ့တွေကအရေးယူဖို့ကြီးညာချက်တွေထုတ်ပြန်လာရတဲ့အထိဖြစ်နေပါတယ်စကိုင်းတိုင်းတော်လန်ရေးသမားတွေထဲမှာလည်းအများကြီးရှိပါတယ် စလော့ဂိန်းရှုံးပြီးတော့အကျွေးမဆက်နိုင်တော့လို့တော်လန်ရေးဆက်မလုပ်နိုင်ပဲနဲ့ထွက်ပြေးသွားကြတဲ့သူတွေလည်းရှိပါတယ်။တော့ရက်ဒီမှာဆိုလို့ရှိရင်စလော့ဂိန်းရှုံးတဲ့နောက်ဆက်တွဲအနေနဲ့ဒုစရိုက်မှုတွေပါတွဲပါလာတာကိုတွေ့ရပါတယ်။ခိုးမှုလူရက်မှုလိန်ညာမှုတွေလည်းအများပြားဖြစ်လာပါတယ်။မြို့မှာလည်းဖြစ်တာပါပဲ။ဒါပေမဲ့တော့မှာကပိုပြီးတော့ရှင်းလင်းမြင်သာပါတယ်။လောင်ကစားနဲ့အဲ့ဒါလိုဒုစရိုက်မှုမျိုးစုံဆိုတာကအများရန်တွန်တွဲနေတဲ့အရာတွေပါ။ ဆလော့ကိန်းလုပ်ငန်းမှာလာကစားဖြစ်ကိုယ်တိုင်ဝန်လုပ်ခဲ့ဘူးတဲ့သူကတော့ဒီလုပ်ငန်းအကြောင်းဒီဖြစ်ပျက်တွေအကြောင်းကိုကောင်းကောင်းသိပါတယ်ဆလော့ကိန်းလုပ်ခဲ့ရတဲ့ဆိုတော့ဘလို့လုပ်ငန်းမျိုးဆိုတာကိုအရင်ဆုံးပြောပြပေးပါဗျအာဟုတ်ကဲ့အဲကျွန်တော်လုလုခေတာဒီမှာအကုန်လုံးလူများပြောကြတဲ့ဂိမ်းပေါင်း900လို့ခေါ်တယ်ပေါ့နော်ဆလော့ဂိမ်းပေါ့နော်ဆလော့ဂိမ်းနေမှာမှစိုက်တဲ့ဆလော့ဂိမ်းနေအများကြီးဆော့လို့ရတဲ့ဘောလုံးပွဲလေးလောင်းလို့ရတဲ့အဲဆလော့ဂိမ်းစိုက်ကြည့်တခုပါ အဲ့ဒါလိုလုပ်ငန်းမျိုးလုပ်နိုင်မှုဆိုလို့ရှိရင်အာနာပိုင်အဖွဲ့အစည်းတွေဘက်ကနေပြီးတော့ရမ်းမရှာအောင်ဘယ်လိုတွေများလှုပ်ထားရပါလဲဗျအဲ့ဂိမ်းဆိုင်တွေအများကြီးတဲ့မှာမှအဲ့အာနာပိုင်နေနဲ့လက်ပြီးလက်ယူမလှုပ်ခဲနဲ့လဲပေါ့နော်တချို့တွေခိုးပြီးတော့လုပ်နေကြတာရှိတယ်အဲ့အဲ့လိုမျိုးအေးအေးဆေးဆေးလုပ်နိုင်နေတဲ့ကြီးတွေကြတော့လဲအာနာပိုင်နေနဲ့ညှိနှိုင်းထားတာမျိုးရှိကောင်းရှိနိုင်ပါတယ်ရှိကောင်းရှိနိုင်တယ်ဆိုတော့တိတိကျကျမတည်ဘူးလားဗျဒါတွေလှုပ်ဖို့အတွက်ကကြတော့ပေါ့နော်သူတို့တွေကဘယ်လိုပြောရမလဲ ကုမ္ပဏီ structure တခုလို့ပေါ့နော်တေးချာချာတိဆောက်ထားတာဆိုတော့အဲ့လိုမျိုးတွေကကြတော့တေးချာတဲ့ supervisor နဲ့ manager တွေတောင်းတိမာမဟုတ်ဘူးအဲ့ဒီသူတို့ရဲ့ again site ကိုပိုင်နေပေါ့နော်ဒီလိုပိုင်ရှင်တွေကလွဲပြီးတော့ပေါ့နော်အဲအဲ့လိုမျိုးလက်ထိုးရတာတို့ဘာလို့ကတော့ကျွန်တော်တို့ကတော့ဝတ်ထမ်းနေအနေနဲ့ကတော့အဲ့လိုမျိုးတွေကတော့သူတို့ကပေးမသိဘူးအကုန်လုံးလေကျွန်တော်တို့သိထားသလောက်ဆိုလို့ရှိရင် ညိုတိုင်းမှာအဲ့ဒါလို slogan ဆိုင်ဖွင့်ဖို့ပဲဖြစ်ဖြစ် online လောင်းကစားလုပ်ငန်းလုပ်ဖို့ပဲဖြစ်ဖြစ်ဆိုလို့ရှိရင်စစ်တပ်တို့မြို့နယ်ထွေအုပ်တို့နဲ့မပတ်သက်ဖဲနဲ့ရကိုမရဘူးလို့သိထားပါတယ်အဲ့တော့စစ်တပ်နဲ့ရဲကလာနောက်ချက်တာတို့လိုင်းကျေးတောင်းတာတို့ထိန်းကွက်တာတို့ဆိုတာမျိုးတွေကိုရောမြင်ဘူးတာသိဘူးတာတွေရှိသလားဗျအစိုးရတို့စစ်တပ်တို့ကတော့အဲ့လိုမထိန်းကွက်တာမျိုးတော့တစ်ခါမှ အမြင်ဘူးပေါ့နော်သူတို့အဲ့ဒီအကြောင်းလေးပြောတာတခါမှမကြားဘူးဒါလည်းကျွန်တော်နောက်ွယ်မသိတဲ့အကြောင်းအရာလေးဖြစ်နိုင်လေပေါ့နော်ဒါပေမဲ့ပါကြားလဲဆိုလို့ရှင်အဲ့မျိုးတမျိုးတွေမှာလည်း gain site ပေါ့ကအများကြီးမိုင်းဆိုတော့တချို့က gain site ကိုဖမ်းသွားတဲ့တဲ့နေနဲ့ကြားတယ်အဲအဲ့လိုဆိုရင်ကိုရီ gain site ကိုလည်းလာပြီးပေါ့နော်ဖမ်းမယ်ဆိုတဲ့တဲ့နေကြားတယ်အဲ့လိုမျိုးဆိုလို့ရှင်တော့အိမ်မှာအလုပ်လုပ်ရတာရှိတယ်ပေါ့နော် work from home တဘောမျိုးပေါ့နော်အဲ့လိုအိမ်မှာနေပြီးတော့အလုပ်လုပ်ရတာမျိုးတော့ရှိတယ် အခုဆိုလို့ရှိရင်လူမှုကွေရက်ပေါ်မှာလောင်စာကြော်ညာတွေဆိုတာကအမြင်မကောင်းရှုမကောင်းအောင်များနေတာကိုတွေ့ရပါတယ်။တော်ရော်မျိုးပါနေရတကအနှက်လူဒန်းစာအကုန်အထိပေါက်ရောက်လောက်အောင်အထိ များပြားပါတယ်။အဲ့တော့ online game network မှာအလုံးလုံးဖူးတဲ့လူတယောက်စီကနေပြီးတော့ကျွန်တော်သိချင်တာကဘယ်ပုံဘယ်နည်းနဲ့ကြော်ညာတွေကိုလုံးလေရှိပါသလဲ။ကြော်ညာကတလားတလားကို ဘလောက်ဖို့တုံးလေးရှိတယ်လဲဆိုတာကိုပါပြောပြပေးပါဗျကျွန်ညာအတွက်အတိအကသူတို့တုံးတာကတော့လူတွေအသုံးများတဲ့ Telegram တုံးတယ်နောက်ပြီးတော့အဲ Facebook တုံးတယ်ပေါ့နော်ကျွန်ညာအတွက်ကကျသူတို့တုံးတဲ့ငွေကြီးပမာဏကတော့အနည်းဆုံးတစ်လဟုတ်မြန်မာငွေ350နဲ့80ကျားမှရှိတယ်ပေါ့နော်သူတို့အတွက်ကဒီ game site တစ်ခုကိုစပြီးတော့အစ်ထပ်လုပ်မယ် ပေါ့နော်ဒီတတိတယောက်ကနေပြီးတော့ဂိမ်းဆိုင်အစ်တစ်ခုထပ်လုပ်မယ်ဆိုလို့ရှိရင်ကုံမဲ့ပစံအဲ့စလုံးမဲ့ဥမာသူတို့တာဂက်ထားမယ်တစ်လနှစ်လသုံးလအတွင်းမှာစလုံးမဲ့အချိန်မှာကုံမဲ့ပစံရတော့ဒါသူတို့အတွက်အရှုံးရှိနေတယ်ပေါ့နော်ဒီဂိမ်းဆိုင်ကြီးဘယ်သူမှမသိသေးဘူးအဲလူတွေဆော့လာပေါ့နော်ကျွန်တော်တို့ကြော်ညာအဲ့ဘက်မှာတော့ကြော်ညာပြစ်တယ်လို့ခေါ်တယ်အဲကြော်ညာကြီးထဲ့တယ်အဓိကအဲ့ကြော်ညာ fees တွေကကုံနဲ့လာဆော့တဲ့သူတွေကိုဥမာ100%နေပေးတယ်100%ဆိုတာလူလူဆွဲဆောင်တာပေါ့ဗျာသိရမလားဥမာ1000ထဲမှာဆိုနောက်ထပ်1000ရမယ် အဲ့ဒါဆိုလူတွေကလည်းအော်ငါတရားရာခိုင်နှုန်းတော့ရတာပဲကိုမြတ်ထားပါတော့ကိုကအဲ့ဒီကိုရင်းနေမဆောင်းတော့အသူပေးတဲ့ဟာတွေကဆော့လိုက်မယ်ဆိုပြီးတော့ပေါ့နော်အဲ့လိုမျိုးတွေရှိတယ်အဲ့လိုပြီးတော့တော်တော်များများလာဆော့ကြတယ်အဲ့အချက်နဲ့ပဲတော်တော်များများ marketing လုပ်တယ်အဲ့လိုမျိုးပေါ့နော်အေးဗျာတော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်ကြောက်လဲကြောက်ဖို့ကောင်းပါတယ်အခုခင်ဗျားတို့ဆိုရင်ဌာနချုပ်မဟုတ်သေးဘူးရုံးခွဲတစ်ခုပဲရှိသေးတယ်အဲ့လိုရုံခွဲတစ်ခုကတောင်မှကြော်ညာကကိုလစဉ်အဲ့လောက်တုံးနေတယ်ဆိုတော့တလတလဝင်ငွေတွေက ဘလောက်တောင်မှများနေလို့အဲ့ဒါလို့သုံးနိုင်တာပါလေဗျ။အဲဂိမ်းဆိုင်ကအမြဲတမ်းကျွန်တော်တို့ပြရတာအမြတ်ဒီအမြတ်လုံးဝဒါကျွန်တော်တို့ဒီဝန်ထမ်းလာခတွေဘာတွေပေါ့နော်အဲ့ဒါတွေဖယ်လိုက်ရင်တော့မှအမြတ်ကိုသူတို့ဒီမန်နေဂျာတွေကတော့ပြောပြရတယ်ပေါ့နော်အမြတ်ဒီပဲအမြတ်အမြဲတမ်းရတယ်လာတိုင်းလာတိုင်းအမြတ်ရတယ်အဲ့အမြတ်ရတဲ့ဝင်ငွေကဏ္ဍဆိုလို့ရှိရင်သိန်းဟာထောင်ချီတယ်အနည်းဆုံး3000နဲ့4000ကျားမှရှိတယ်အဲ့ဒါလောက်မြတ်တယ်ဆိုတော့တနေ့တနေ့မှာ ကစားတဲ့သူကဘယ်လောက်များရှိနေလို့ပါလဲငွေနဲ့ဆိုလို့ရှိရင်ပေါ့ဗျာတနေ့ကိုဘယ်လောက်ဖူးများကစားကြလို့ပါလဲအဲ့ဒါကိုရောသိသလားဗျာကျွန်တော်သိရတယ်လို့ပြောရမှာဆိုတော့ငွေလွှဲရာကြီးစီစစ်တယ်ဆိုတာပေါ့နော်ကစတမာကြီးရှိရနေငွေလွှဲရာကြီးရှိမယ်ကိုရှိကိုရောက်လာမယ်ပေါ့နော်အဲအဲ့ဒါဆိုလို့ရှိရင်ကစတမာကြီးရှိကို unit တွေကရောက်သွားမယ်သူတို့ shop unit တွေရောက်သွားမယ်ပေါ့နော်အဲတနေ့တနေ့ကိုလဲပတ်နေငွေပမာဏကတော့တော်တော်များတယ်အဲကျွန်တော်အကြံဖြင်းတော့ပြောပြမယ်အဲ့ဒီမှာ keep pay တွေ with pay တွေ လက်ခံတယ်ပေါ့နော်အဲ့တော့ KP account တစ်ခုကိုသူကတစ်နေ့ကို limit က350ပေါ့နော်အဲ့လိုမျိုး KP account တစ်ခုက limit 350ကအဝင်ပေါ့နော်အဝင် limit 350ဆိုလို့ရှိရင်အဲ့ KP account တစ်ခုကပြည်တာဘလောက်ဆော့များကြလဲဆိုလို့ရှိရင် ပြည်တာအလွန်ဆုံးတစ်နာရီနှစ်နာရီအရန်ဆော့များတဲ့အချိန်ဆိုရင်နာရီဝက်တစ်နာရီလောက်နဲ့ပြည်တယ်အဲ့ဆိုလို့ရှိရင်တနေကုန်ဆိုလို့ရှိရင်တနေကုန်ဆို24 hour ပေါ့နော်အဲ24နာရီလုံးဆိုလို့ရှိရင်တော့ သူတို့ရဲ့ငွေလဲပတ်မှုကတော့တနေ့တနေ့ရဲမှာနေပေါ့နော်အာထောင်ချီနေနိုင်ပါတယ်ဗျတိုင်ယုံပေါ့နော်တိုင်ထောင်ချီဖြစ်နိုင်ပါတယ်ဒါကလောင်ကစားဒိုင်ကြီးတစ်ခုရဲ့ယုံွယ်လေးတစ်ခုပဲရှိပါသေးတယ်အဲ့ဒီမှာတောင်မှတနေ့တနေ့အဲ့တော့ဖို့အထိကစားနေကြတယ်ဆိုတော့တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုလို့ရှိရင်ဘလောက်တောင်များနိုင်မယ်ဆိုတာကိုတွေးကြည့်ရင်အလွန်ကြီးလေးဖို့ကောင်းပါတယ်အခုကျွန်တော်အင်တာဗျူးနေတဲ့သူကလစာကောင်းတဲ့အလုပ်တစ်ခုကို လုံနေရတာဖြစ်ပေမဲ့နောက်ဆုံးမှာတော့အလုတ်ကနေထွက်ခဲ့ပါတယ်။ဘာကြောင့်ထွက်ခဲ့တယ်လဲဆိုတော့သူ့အလုတ်ကိုသူအကုသို့အလုတ်တစ်ခုလို့ထင်မြင်လာလို့ပါ။သူကဝင်ငွေကောင်းနေပေမဲ့သူတို့လုပ်နေတဲ့လုပ်ငန်းကြောင့်လူတွေဘလောက်များများမျက်ရည်ပေါက်ကြီးငယ်ကြကြရတယ်လဲဆိုတာကိုသိနေလို့ပါ။ဒါတော့မှသူဟာဤပညာပိုင်းနဲ့ဝင်ငွေထွက်ငွေအပိုင်းကိုကြီးကြရတဲ့သူပါ။ဖောက်သွယ်များများရအောင်ခေါ်ပြရတဲ့လူတွေဆိုလို့ရှိရင်ပို့ပြီးတော့စိုးရတယ်။သူတို့လုပ်တဲ့အလုတ်တွေကပို့ပြီးတော့တောင်မှ အပြစ်ရှိတဲ့အလုပ်ဒူးစီရိုက်မှုစံတဲ့အလုပ်တွေကိုပို့ပြီးတော့လောက်ရတဲ့သဘောမျိုးရှိပါတယ်ဒီလူကထွက်လာခဲ့ပေမဲ့အဲ့ဒါလိုအလုပ်ကိုလှုပ်ချင်လို့လိုက်ရှာနေတဲ့သူတွေကလည်းအများအပြားရှိကြပါတယ်ကြော်ညာတွေကလည်းအမျိုးမျိုးပါဒါတွေကလှုပ်ခေါ်ကြော်ညာတွေပါတချို့အလုပ်ကြော်ညာတွေမှာလာစာဝင်ဝင်ကရာခိုင်နှုန်းနဲ့ပေးဖို့ပြောဆိုထားပါတယ်လောင်းကစားဖို့အတွက်လူတွေများများခေါ်နေလို့ရှိရင်လာစာဝင်ဝင်များများရပါမယ်ကော်မရှင်စားသဘောမျိုးပါလောင်းကစားလုပ်တာကို ကောင်းပါလေနိုင်ပါပါလောက်ကြပါလာကြပါဆိုပြီးတော့ဆွဲဆောင်ခေါ်ယူနေတာတွေဟာကြားပြမှာပဲ slogan လုပ်ငန်းတစ်ခုလုံးဟာ online လိမ်လည်တဲ့လုပ်ငန်းပါပဲလာကစားမဲ့သူရှိလို့ရှိရင်သူတို့အတွက် ကတေချာပေါ့မြက်ပြီးသားပါအဲ့ဒါလို့အလောက်ဟာတကယ်တော့တိတိချာချာလိမ့်လာကြည့်ရင်လိမ့်တာပါပဲလမ်းမမှာဖဲသုံးချက် လိုက်လိမ့်တဲ့လူတွေနဲ့အတူတူပါပဲလိမ့်မုံလိမ့်ကြီးကအဲ့ဒါလောက်ထိတောင်မှအခြေခံအားဖြင့်ရိုးရှင်းပါတယ်ဒါပေမဲ့ကွန်ပျူတာနဲ့ ပရိုဂရမ်နဲ့ရေးပြီးတော့လိန်တာလည်းဖြစ်ကြော်ညာတွေကလည်းအမျိုးမျိုး stress ဆောင်ထားတယ်လို့လူတွေရဲ့သဘောဝါကလည်းသူများတွေရှုံးဝင်မယ်ငါကတော့နိုင်ရှင်နိုင်မှာလို့တွေးတတ်ကြတော့ထောင်ကျောက်မိလိုက်ကြတဲ့လူတွေဆိုတာကမရင်မတွက်နိုင်အောင်အတုံးယုံပါပဲလောင်းကစားဆိုပေမဲ့လူကိုဆွဲလန်းစေတဲ့ဂိမ်းကစားနည်းနဲ့တည်တည်ချာချာစနစ်တကျတွဲဖက်ထားတော့အကျိုးတရားမှုကဆူဆူဝါဝါကိုကြီးမားပါတယ်အွန်လိုင်းဂိမ်းအမျိုးမျိုးဖြစ်ကြတဲ့ငါးပြစ်ဂိမ်းကျွဲဂိမ်းအဖိုးကြီးဂိမ်းမင်းသမီးဂိမ်း ချိုချင်ဂိမ်းဆိုတာတွေအားလုံးဟာဆလော့ဂိမ်းမျိုးစားတွေပါဂိမ်းကစားဖို့အတွက်ကြော်ညာလိုက်ကြတာကလည်းဖက်ဖက်ဆက်ဆက်ပါနေရာတိုင်းမှာလို့လို့မြင်မကောင်းရှုမကောင်းရှောင်မရတိတ်မရလောက်အောင်ကိုများလာပါတယ်အထူးသဖြင့် Telegram မှာဆိုလို့ရှိရင်ပုံများပါတယ်အဲ့ဒါလိုကြော်ညာတွေကိုလူတွေမြင်ဖို့ရာအတွက်ရုပ်ရှင်စကားတွေတင်တဲ့ channel မျိုးတွေထောက်ပါတယ်လူများများလာမဲ့နေ့တွေနဲ့ဆွဲဆောင်ပါတယ်ပို့ပြီးတော့ဆိုတာကအပြာကားတွေအခမဲ့တင်တဲ့ channel ထောင်ပြီးတော့အဲ့ဒီ channel တွေမှာ slot gain ကြော်ညာတွေပြည့်နေအောင်ထည့်ပါတယ်အသက်မပြည့်သေးတဲ့လူငယ်တွေဟာတစ်ချက်ထဲနဲ့ထောင်ချောင်းနှစ်ချက်မိတာတော်တော်ဆိုးလာပါတယ် gain ထောင်ချောင်းမှာတခါမိပါတယ်ဒါအပြင် sex education sex knowledge ပြည့်ပြည့်ဝဝမရှိသေးတဲ့လူငယ်လေးတွေဟာအပြာကားကြည့်တဲ့အတွက်ပြင်ပလောကမှာမရိမှုတွေတိုးပွားလာတဲ့အထိဆိုးဝါးလှပါတယ်လူငယ်လေးတွေဆိုတာကလိမ်မှုဘူးတုဒ်နဲတဲ့သူတွေမှုလို့ပို့ပြီးတော့စိုးရင်ရတယ်လို့ပြောတာဖြစ်ပေမဲ့ လူကြီးတွေထဲမှာလည်းရှိတယ်ဆိုတာကိုအားလုံးသိကြပါတယ်60ကျော်80ကျော်တွေတောင်မှမကြောက်ဝတ်မနာသာအမှုမျိုးတွေကျူးလွန်နေကြတာကိုလည်းအားလုံးသိကြပါလိမ့်မယ်သတင်းတွေထဲမှာမြင်မကောင်းရှုမကောင်းတွေပါဆိုးဆိုးကအင်တာဗျူးထဲမှာကြားခဲ့ကြရတာကိုတချို့အမှတ်မိကြပါလိမ့်မယ်လောင်ကစားလုပ်ငန်းရုံးွယ်လေးတစ်ခုမှာနေ့စဉ်လက်ပတ်ငွေက3000တောင်း4000ရှိတဲ့အကြောင်းမျိုးပြောသွားပါတယ်တနိုင်ငံလုံးအနေနဲ့ဆိုရင်တွေးတာကြည့်ကြပါတော့အဲ့ဒီငွေတွေဟာအဲ့ဒါလိုလက်ပတ်နေပေမဲ့ပြည်သူလူထုအတွက်ငချောက်တပြားချက်မောင်ရွက်တစ်စီးတောင်မှာ ထုတ်လုပ်ပေးမနေပါဘူးအကျိုးရှိမဲ့ဘာဝန်ဆောင်မှုမှပေးမနေပါဘူးအဲ့ဒါလို့မပေးတဲ့အပြင်လူပေါင်းများစွာဟာအဲ့ဒီ game တွေကိုထိုင်ဆော့နေကြတဲ့အတွက်တိုင်းကျိုးပြည်ပြုလုံနိုင်မဲ့လှုပ်အားတွေအများပြားဆုံးရှုံးနေပါတယ်အရေးအနည်းတွေက လေလွင့်ပြုံးတိနေပါတယ်တတိုင်းတစ်ပြည်လုံးတိုက်တာနဲ့ကြည့်ရင်နစ်နာမှုတွေကတိတ်ကြီးမှပါတယ်စီးပွားရေးကြီးတစ်ခုလုံးအနေနဲ့ဆွတ်ယုတ်တာလူဆွာအားဆွတ်ယုတ်တာလူတွေဇာတိတပျက်စီးတာဒုစရိုက်မှုတွေများပြားလာတာစသဖြင့်နစ်နာမှုတွေကတိတ်ကြီးလွန်းလာပါတယ် ဇရိုက်တာပျက်စီးတယ်ဆိုတာကစောစောကကျွန်တော်ပြောတဲ့ခိုးဆိုးလူနိုင်ပေါ်လာတာတက်တက်ကိုပြောတာမဟုတ်ပါဘူးလူတွေဟာငွေကိုလွယ်လွယ်နဲ့အချောင်ရချင်စိတ်ကြီးမားလာတာကိုကဇရိုက်တာပျက်စီးလာတာပါ လောင်းကစားလုတ်တယ်ဆိုတာဟာအလုံးမလုံးဖွင့်တဲ့ငွေကိုအချောင်ရချင်အောင်နှိုးဆွပေးတာဖြစ်တဲ့အတွက်ဇရိုက်တာပျက်စီးအောင်နှိုးဆော်ပေးတဲ့အရာပါပဲကျွန်တော်တို့ Think Media ရဲ့ဗီဒီယိုတွေကိုတစ်ခုလုံးကူးယူတာဖြတ်တောက်ပြင်ဆင်ပြီးတော့ပြန်တင်တာတွေမလုပ်ကြဘူး မြစ်တာရက်ခတ်ပါတယ်အဲ့ဒါလို့ခိုးကူးပြန်တင်လောက်တာတွေဟာ မီဒီယာရဲ့ရက်တည်ရေးအတွက်ကြီးကြီးမားမားအဟံအတာအနောက်ရှက်ဖြစ်လာနေပါတယ်ပြည်သက်များအနေနဲ့လည်းခိုးကူးပြန်တင်တာတွေကိုအားမပေးကြဘဲနဲ့မူရင်း TM Media YouTube မှာသာကြည့်ရှုအားပေးခြင်းအဖြစ်မီဒီယာရေးရှည်ရက်တည်နိုင်ရေးကို အားပေးကူညီကြပါလို့မြစ်တာရက်ခတ်ပါတယ်ခင်ဗျာအခုကျွန်တော်နေတဲ့ ဗြိတိန်နိုင်ငံမှာဆိုလို့ရှိရင်ကိုယ့်လိုအာမပါမယ်နဲ့အချောင်လိုချင်တာဟာဆက်ဆရာလို့မြင်လာအောင်ပညာပေးတာဥပဒေနဲ့တားဆီးတာတွေကိုလုပ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာလက်မော်ကပစ္စည်းတစ်ခုကောက်ရလို့ရှိရင်အဲ့ဒါကိုယ်နဲ့ထိုက်လို့ကိုရတာလို့ဆိုတတ်ကြပါတယ်ရေစုပ်ကုန်းတော်ဝဲလို့တောင်မှဆိုတတ်ကြပါတယ်ကောက်ရတဲ့ပစ္စည်းကိုယူထားလိုက်လို့ရှိရင်အကျင့်စာလိုက်တာပျက်စီးတယ်လို့မပြောကြသလိုခိုးတယ်လို့လည်းဘယ်သူကမှမပြောကြပါဘူးဒါပေမဲ့ပြည်ထိုင်နိုင်ငံမှာဆိုလို့ရှိရင်လက်မော်မှာပစ္စည်းတစ်ခုကောက်ရရင် ပိုက်ရှင်မသိရင်လည်းနီးစာရပစ္စည်းပြောက်ဌာနကိုအက်ကိုအက်ရပါတယ်အဲ့ဒါလို့မှန်ရင်ခိုးရပါပဲလူတယောက်ရဲ့ပျောက်ဆုံးပစ္စည်းကိုယ်စီမှာရယူထားတာတွေ့ရကောက်ရလို့ယူထားတာပါလို့ပြောလို့မရပါဘူးအတိုင်ခံလို့ရှိရင်အဲ့ဒါခိုးမှုပါပဲရဲကတိလို့ရှိရင်အဲ့ဒါခိုးမှုပါပဲအဲ့ဒါမျိုးကိုခိုးတာလို့ကျောင်းပညာရေးတွေမှာကအစပညာပေးတင်ကြထားတော့မိဘတွေကောက်တွေလို့ယူထားလို့ရှိရင်တောင်မှသာသမီကရှက်စရာလို့မြင်ပါတယ်ဥပဒေနဲ့ပညာရေးပေါင်းဆက်လိုက်တော့ရင်းချင်းမှုအစ်စ်တည်းပေါ်ထွန်းလာတဲ့သဘောပါ ဲ့ဒါလိုယဉ်ကျေးမှုအစ်စ်သဖွယ်ဖြစ်ထွန်းလာဖို့ဆိုတာကနှစ်ပေါင်းများစွာလေ့ကျင့်ပြုထောင်ယူရပါတယ်ဒါပေမဲ့အနောက်နိုင်ငံတွေမှာလောင်းကစားလုပ်ငန်းတွေကိုတရားဝင်ခွင့်ပြုထားနေကြတာကိုရောဘာပြောမလဲလို့တချို့ကမေးကြပါလိမ့်မှန်ပါတယ်တရားဝင်ခွင့်ပြုထားပါတယ်ဘာပြောမလဲလို့မေးရင်တော့အရင်စကားနဲ့ပြောရရင်တော်တော်မိုက်ရိုင်းတာပေါ့ဗျာလို့သာပြောဖို့ရှိပါတယ်အဲ့ဒါမကောင်းတဲ့စနစ်တစ်ခုကိုအစိုးရကအခွင့်ကောက်ရဖို့တတ်တဲ့အတွက် ခွင့်ပြုထားတာပါပြည်သူ့အတွက်မကောင်းမှန်သူတို့သိပါတယ်တိတိနဲ့ရေးချင်စနစ်မို့လို့အစိုးရငွေရည်တခုရဲ့ကိုကြည့်ပြီးတော့လှုပ်တာပါအနောက်နိုင်ငံတွေအကုန်ကောင်းနေကြတယ်လို့အနောက်ကိုအထင်ကြီးတဲ့စိတ်ဓာတ်မျိုးနဲ့ကျွန်တော်မပြောပါဘူးကျွန်တော်မှအဲ့လိုအတွေးခေါ်မျိုးလဲမရှိပါဘူးအနောက်နိုင်ငံတွေမှာကောင်းတာလည်းရှိတယ်လို့ဆိုတာတွေလည်းအများကြီးရှိပါတယ်တကယ်တော့ပြည်သူ့ဇာတိတပြည်သူ့ကိုယ်ကျင့်တရားပြည်သူ့ယဉ်ကျေးမှုထူထောင်တဲ့နေရာမှာလှုပ်အားမပါဘဲရတာမှန်သမျှကိုအားမပေးတဲ့မှာဘူးအဲ့ဒါတွေဟာပြည်သူ့ဇာတိတဖြစ်စည်းတဲ့အရာတွေကြီးပါပဲအဲ့ဒီ အထက်မှာထီစနစ်လက်ပါပါတယ်ထီမှန်သမျှဟာအစိုးရကပြည်သူစီကနေပြီးတော့မတရားအခွန်ကောက်တဲ့နီလန်းတစ်ခုပါပဲအခွန်90ရာခိုင်နှုန်းဖြတ်ထားပြီးတော့ကျန်တဲ့90ရာခိုင်နှုန်းကိုပဲစုကြည့်ဖြစ်ပြန်ပေးကြတာမျိုးပါတချို့40ရာခိုင်နှုန်းဖြတ်ထားရှိတယ်လို့တချို့60ရာခိုင်နှုန်းဖြတ်တာမျိုးလည်းရှိတတ်ပါတယ်ထီစနစ်ဆိုတာပြည်သူကိုတန်ဖိုးထားရင်ပြည်သူရင်ချင်းမှုကိုတန်ဖိုးထားရင်ရှိတောင်မှမရှိတဲ့အရာပါအခုအများပြည်သူကိုနှိပ်စက်တဲ့အထက်မှာ slot gain တွေလောက်ဆိုးဆိုးဝါးဝါးမဟုတ်ပေမဲ့ အဲ့လိုနှိမ့်ဆက်တဲ့အထက်မှာအောင်ပါလီတီနဲ့တော်လန်ရေးတီအမျိုးမျိုးလည်းပေါ်ဝင်ပါတယ်တော်လန်ရေးတီဆိုတာကလည်းတကယ်တော့မလုတ်တဲ့မလုတ်ထိုက်ပါဘူးတော်လန်ရေးအတွက်အလှူခံမယ်ဆိုလို့ရှိရင်အလှူခံတာတသက်ပဲလုတ်တင်တာပါတကယ်တော့ပြည်သူတို့တို့ကအလှူငွေကိုထီမပါလဲထည့်နေကြတာပါပဲထီနဲ့ဆွဲဆောင်တာမျိုးမလုတ်လို့ရှိရင်ပိုကောင်းပါတယ်ထီဖွင့်ပြီးတော့အလှူခံနေဆိုတာကအလှူရှင်ကိုဖြားယောင်းဆွဲဆောင်နေနေပါတော်လိုက်ကြည့်ဝဲနဲ့မညီညွတ်ပါဘူးအဲ့ဒါကြောင့်ကျွန်တော်အားမပေးပါဘူးတိတ်ရင်နေတဲ့လူကရောင်းလို့အာနာပါနာတစ်ခါပဲဝယ်ဘူးပါတယ် ဒါပြင်စစ်တပ်ကအာဏာသိမ်းပြီးတော့တိုင်းပြည်ကြီးကမောက်ကမဖြစ်လဲသူစားစရန်ခစ်ကြီးဖြစ်လာတော့လောင်းကစားကိုပုံသဏ္ဍာန်အမျိုးမျိုးနဲ့လောက်ကြတာတွေတော့အများပြားတွေ့ရပါတယ်။ဥမာကာမဲဖောက်တယ်ဆိုတာမျိုးဟာပြည်သူလူထုကိုနှိပ်စက်တဲ့နီးတနည်းပါ။ထိုင်းကချယ်ရီအတိုင်းအဲ့ဒီနံပါတ်အတိုင်းမဲဖောက်နံပါတ်တိုက်လို့ရှိရင်ကားကိုအပိုင်ရမယ်ဆိုပြီးတော့လက်မှတ်တစ်စောင်2000 3000ကနေပြီး1000 2000ထိရောင်းတာမျိုးဟာလေတေချာပေါက် ဒိုင်မြတ်တဲ့လောင်ကစားနေပါပဲသူတတ်မှတ်တဲ့အဆောင်ရေရောင်းရလို့ရှိရင်မြတ်ပြီးသားပါတတ်မှတ်အဆောင်ရေမရောင်းရလို့လောင်ကစားဖြတ်လိုက်တယ်ဆိုလို့ရှိရင်လည်းလူတွေကအဲ့ဒါကိုလိန်တယ်လို့သဘောမထားကြတော့တော်တော်ကြီးကိုလုတ်ပြော်နေတဲ့လုပ်ငန်းဖြစ်နေပါတယ်အာနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာကာမဲတို့ဆွဲကြိုးပရက်မဲဖောက်တာတို့နောက်ဆုံးအိမ်တို့ခြံဝန်းတို့မဲဖောက်တာတို့အထီတောင်မှရှိပါတယ်အဲ့ဒါတွေအားလုံးဟာလူဘောလူစော်လုတ်ပြီးတော့ခေါင်းပုံဖြတ်စီးပွားရှာတဲ့နှီးတွေပါတမအားစီဝါမဟုတ်ပါဘူးလူကောင်းတွေ လုတ်တဲ့လုပ်ငန်းမျိုးမဟုတ်ပါဘူးအဲ့ဒါတွေအားလုံးဟာဥပဒေအရတရားလဲမဝင်ပါဘူးဥပဒေနဲ့ညှိစွန်းပါတယ်ဒါပေမဲ့ရဲချေးပေးရင်အကုန်လုပ်လို့ရနေပါတယ်တိုက်ပြည်ပြည်ပျက်စီးဖို့ဆိုလို့ရှိရင်ပျက်စီးလာပြီဆိုလို့ရှိရင်အဲ့ဒါလို့အဖက်ဖက်ကနေအဆဆရရပျက်စီးတာပါအခုဆိုလို့ရှိရင်ကြက်ဖွပါတီကမဲဆွဲနေတာတွေကြားနေရပါတယ်သူတို့အာဏာရလို့ရှိရင်မာလုတ်ပေးမယ်ညာလုတ်ပေးမယ်နဲ့တော်တော်ဟာသမြောက်တဲ့အကြီးစားပြက်လုံးကြီးတွေပါအခုလဲသူတို့အာဏာရနေတာပဲလေ ဘာလုပ်ပေးနိုင်လို့လဲသူတို့လက်ထဲအာနာရောက်ပြီးဆိုကြတဲ့ကဒီတိုင်းပြည်မှာဘာတခုများကောင်းလာတာရှိလို့လဲ game ဆိုတာဆွဲတတ်ပါတယ်နိုင်လို့ရှိရင်လက်ထပ်ပြီးတော့နိုင်နိုးနိုင်နိုးနဲ့ဆက်ကစားကြတာပါပဲရှုံးလို့ရှိရင်လည်းပြန်ရနိုးပြန်ရနိုးနဲ့စတော့လောင်းပြီးတော့စတော့မွဲပါတယ် game ဆွဲလို့စေယောဂါကုစေယုံတက်နေရတဲ့သူတွေလည်းအမြောက်အများရှိပါတယ်ပိုးဆိုတာက slot game တွေဟာ computer software နဲ့လုပ်ထားတဲ့ game တွေပါ သေချာတွက်ချက်ရေးဆွဲထားတဲ့ဂိမ်းတွေပါသေချာပေါက်မြတ်အောင်လှုပ်ထားပြီးသားပါဘဏ္ဍာရှုံဘဏ္ဍာမြတ်မယ်ဆိုတာတွက်ချက်စီစစ်ထားပြီးသားပါဆက်ပြီးကစားချင်လာအောင်ဂိမ်းဆွဲအောင်ဘယ်လိုလုပ်ရမလဲဆိုတော့စိတ်ပညာ psychology အသုံးပြုပြီးတော့စနစ်တကျစီစဉ်ရေးဆွဲထားတဲ့ကွန်ပျူတာ program တွေပါဒါကိုအနိုင်ရမယ်ထင်ပြီးတော့ကစားနေကြတာဟာမိုက်လွန်းတုံလွန်းညံ့လွန်းလို့ပါတယောက်တလေကတစ်ခါတလေနိုင်သွားတာမျိုးကိုလည်း နောက်လူစီကနေပြီးတော့ပြန်ရအောင်ယူတာပါပဲတယောက်တလေကတစ်ခါတလေအနိုင်ရသွားရလဲအနိုင်ရပြီးလို့တသက်လုံးဂိမ်းပြန်မကစားတော့မှသာတကယ်နိုင်တယ်လို့စိုးနိုင်ပါတယ်ဒါပေမဲ့လူစိတ်တဘာဝကတစ်ခါနိုင်ဘူးလို့ရှိရင်နောက်ထပ်ရနိုးနိုးနဲ့တကြော့ပြန်လာပြီးတော့နိုင်လိုက်ရှုံးလိုက်နဲ့ဂိမ်းဆွဲသွားပါတယ်နောက်ဆုံးကစားစရာငွေတပြားမှမကြံတော့မှပဲရက်ကြပါတော့တယ်အခု slot game ရပြင်မှာ နှလုံးဒီသုံးလုံးဒီတွေကလည်းမြန်မာနိုင်ငံသားတွေကိုနှိမ့်ဆက်နေတာကြားလာပါပြီဒါပေမဲ့နှလုံးသုံးလုံးတည်းအခု slogan တွေကအများကြီးပိုဆိုးပါတယ်ဘယ်နေရာတွေမှာပိုဆိုးတာလဲဆိုတော့ကွန်ပျူတာနဲ့တွက်ချက်ပြီးတော့ဆွဲလန်းလာအောင်လှုပ်တာဒေချာပေါက်ရှုပ်အောင်လှုပ်ထားတာတွေကပိုဆိုးပါတယ်အစိုးရကအစိုးဆုံးကတော့နောက်ဆုံးပေါ်ခင့်မီကစားနည်းဆိုတော့ကြော်ညာစိတ်ကိုအကြီးကျယ်သုံးပါတယ်မြို့ရောတော်ရောလမ်းကျိုလမ်းချမကျဲ နေရကားကိုအဲ့ဒီကြောင်ကြတွေရောက်ပါတယ်။ကစားရတာကလည်းတိတ်လွယ်ပါတယ်။ဘလို့ကြွန့်ကျင်အီးချင်းမှမလို့ပါဘူး။လူတန်းစားပေါင်းဆိုအကုန်ကစားတဲ့ကြပါတယ်။အိမ်ကအိမ်ရှင်မကအစားထမင်းမချက်ဟင်းမချက်စလော့ဂိန်းကစားလို့ဘဝပြည့်ရတာတွေမနှဲပါဘူး။ကုံကုံပြောရလို့ရှိရင်ကြောင်းတိုင်ဖုန်ကြီးကအစားစလော့ဂိန်းဆွဲပြီးတော့တင်ကန်းပေါင်းစလော့ဂိန်းကစားကြတာမျိုးကိုတောင်မှကြားရပါတယ်။ကဲကျွန်တော်တို့ပြောနေတာတော်တော်လေးများပါပြီ။ပြည့်စုံတော့ရှိပါပြီ။ညီကုန်းချုပ်ကြအောင်ပါ ီလောက်တောင်အများပြည်သူအတွက်ဆိုးလာတဲ့ slogan ကိုအချို့သူဆိုးရဆိုတဲ့လူတွေကဘာကြောင့်မနှိမ်နှိမ့်နဲ့ကြိုးရှည်ရှည်နဲ့လှန်ထားပါသလဲတမင်မနှိမ်နှိမ့်ထားတာပါလူတွေကိုနိုင်ငံရေးတော်လှန်ရေးမှာစိတ်မဝင်စားပဲဒုက္ခတွေတဲ့အချင်းချင်းအဖန်ဖန်လဲပတ်နေအောင်လှုပ်ထားတာပါလူတွေရဲ့စိတ်ဓာတ်နဲ့ကိုကျင်တရားကိုတမင်ပြက်စီးအောင်လှုပ်နေတာပါကျွန်တော်ဒီလိုပြောတော့ကိုရိမကြုံဘူးတဲ့သူတွေကကျွန်တော်ဟာဆေးအုပ်စုကိုမုန်းလွန်းလို့တာတာထိုးထိုးနဲ့ကောက်ချက်ဆွဲတယ်အဲ့လိုထင်ချင်ထင်ကြပါလိမ့်မယ် ကျွန်တော်တို့88မျိုးဆက်ចောင်းသားတွေကကိုရွေ့ကြုံတွေ့ဘူးပါတယ်တမင်ဖြက်စီးတာတွေကိုကိုရွေ့ကြုံဘူးတာပါ88မတိုင်ခင်တုန်းကတက္ကသိုလ်ထဲမှာစိတ်ရောက်ကိုတော့ခိုးဆောင်ခိုးဝဲနဲ့ဝဲရပါတယ်88ပြီးတဲ့နောက်မှာတော့တက္ကသိုလ်ထဲမှာအဆောင်လင်းသားမှာဘိန်းဖြူအထိဖော်ဖော်တီတီဝဲလို့ရပါတယ်ရန်ကုန်တမိုင်းဝန်းအဆောင်လင်းသားကအင်းရလေးကံဘိန်းမှာဆိုလို့ရှိရင်ပြည်ရစာဂေဟာကြီးလို့ဖြစ်သွားပြီးတော့ညစဉ်ညတိုင်းတယုံယုံနဲ့ပွဲတော်ကြီးလို့ဖြစ်နေတာကိုအဲ့ဒီခေတ် ကျောင်းသားတွေဆိုလို့ရှိရင်သိကြပါတယ်။အင်အားလေးကမ်ပိန်းဆိုတာကအဆောက်အဦတွေပါတယ်ကိုဆိုလိုတာမဟုတ်ဘူးနော်။ကမ်ပိန်းလမ်းပေါ်မှာဖြစ်ပြနေကြတာပါ။အဲ့ထက်ဆိုတာတခုကိုပြောပါအောင်မယ်။တမိုင်းဝင်းတွေကကနမာဆောင်ရှေ့မှာညနေပါလာချင်းရောက်တိုင်းအိမ်စည်းကားတွေအမြောင်များ ထိုးဆိုင်ပြီးတော့အုံအုံကြွကြွဖြစ်နေတာမျိုးထိရှိခဲ့ပါတယ်။အဲ့ဒါဘာဖြစ်တာလဲဆိုတော့အဆောင်တွေကကြောင်းသူတယောက်ကျင်းစားအလုပ်လုပ်လို့ဖောက်သွယ်တွေကလာပြီးတော့ တက်စီနေတာပါအဲ့ဒါလောက်ထိဆိုးပါတယ်အဲ့ဒါလောက်ထိကိုမတိကျိုးကျွန်ပြုတ်ပြီးတော့လွတ်ထားခဲ့ပါတယ်အဲ့ဒီခက်ကိုဂျုံဘူးသူတွေဆိုလို့ရှိရင်သိကြပါလိမ့်မယ်ဆာမွေဝဲတွေမှာခို့ချတဲ့အလိထခစ်စားလာတာကလည်း88ရေတော်ဘုံကြီးအပြီးကြောင်းနေပြန်ဖွင့်တော့မှခစ်စားလာတာပါနိုင်ငံရေးမလုံနဲ့ဆန္ဒမပြနဲ့တဘုံမထနဲ့ကြံနာလှုပ်ချင်တာလှုပ်ခွင့်ပြုတ်ထားတာပါတမင်ဖြက်စီးတာပါအဲ့ဒီတော့ကကျောင်းသားတွေကိုပဲအဲ့ဒါလိုဖြက်စီးတာပါအခုပြည်သူလူထုတရားလုံးကိုဖြက်စီးနေတာပါ စစ်ကြီးဖြစ်ပြီးသူတို့မအုပ်ချုပ်နိုင်မထိန်ကွတ်နိုင်လို့ဒီလိုဖြစ်နေတာပါလို့ဖေဖေမမကားစီးပြီးတော့ပြောချင်သူတွေလည်းရှိချင်ရှိနိုင်ကြပါတယ်စဉ်းစားကြည့်ပါရွေးကောက်ပွဲဆက်ကျင်တဲ့သူတွေကို .facebook ပေါ်မှာဟာဟာပေးတာကအစလိုက်ကြည့်ပြီးတော့တရားစွဲ ထောင်ချနေတဲ့သူတွေက လောင်းကစားကြမှာမနိုင်လို့ပါဆိုတာဖြစ်နိုင်မှာမလားအဲ့ဒါကြောင့်ကျွန်တော်အထက်ထက်အခါကပြောပါတယ်ဗမာပြည်မှာဖြစ်ပျက်နေတဲ့ကံစိုးမှုမောင်ကြမှုမှန်တယ်များဟာဆေးအုပ်စုနဲ့တဏီမဟုတ်တဏီတော့ ပတ်ကိုပတ်သက်ပါတယ်လို့သူတို့လက်ရာနဲ့ကင့်ကိုမကင့်ပါဘူးလို့ကျွန်တော်ပြောပါတယ်အဲ့ဒါကြောင့်ဒီတမိုးတဲ့အောင်မှာကျွန်တော်တို့ပြည်သူတွေဟာဆက်အာနာရှင်နဲ့အတူတူနေလို့မဖြစ်တော့ပါဘူးဆွေးနွေးညီနိုင်ပြီးတော့အတူတူနေဖို့ကြိုးစားရင်ကျွန်သက်ရှိတာကလွဲ့ပြီးတော့တခြားဘာမှဖြစ်စရာမရှိပါဘူးအခုလောင်းကစားလိုမျိုးဆိုးဆိုးဝါးဝါးတွေအစုံမြင်တွေ့လာရတာပဲဖတ်တင်ပါလိမ့်မယ် ဆရာနာရှင်နဲ့တမိုးရဲအောင်မှာအတူနေလို့မဖြစ်ဘူး။သားစဉ်မြေဆက်ဒုက္ခရောက်လိုက်မယ်လို့လူငယ်တွေကပြောကြတော့ကျွန်တော်ကထောက်ခံပြောဆိုပါတယ်။အဲ့တော့ဒါဟာ radical ဆန်နဲ့အစွန်ရောက်လွန်းနေလို့တချို့ရွှေပြေးသမားစစ်ဆက်ရေးသမားရွေးကောက်ပွဲသမားတွေကပြောကြပါတယ်။လူငယ်တွေကအစွန်ရောက်လို့အခုလိုပြောနေကြတာမဟုတ်ပါဘူး။ဒီဆရာနာရှင်တွေကဆိုးလွန်းလို့ဆိုးတဲ့နေရာမှာအစွန်ရောက်ဆိုးဝါးလွန်းလို့အခုလိုပြောနေကြတာကိုသဘောပေါက်ကြဖို့လိုပါတယ်။မွေးဟောက်ကိုလိမ်မအောင် မွေးအလံပဲဆရာက တင်ပြလို့ရချင်ရပါလိမ့်မယ်။စစ်အာဏာရှင်ကိုဘယ်ဘာသာရေးဆရာကမှလိမ္မာရင်ကျေးအောင်ဆုံးမလို့မရပါဘူး။စစ်အာဏာရှင်နဲ့အမားပြင်အမှန်မြင်အောင်ပြုပြင်လို့ရလိမ့်မယ်လို့ထင်တာဟာစိတ်ကူးရင်တာပါ။ဘာလို့အဲ့ဒါလို့စိတ်ကူးရင်တာလဲဆိုတော့နိုင်ငံရေးနားမလည်လို့စိတ်ကူးရင်တာပါ။စစ်အာဏာရှင်ကိုဘယ်လိုမှပြင်လို့မရပါဘူး။စစ်အာဏာရှင်ဆိုတာစိုးကိုစိုးမှသူတို့စီးစိမ်တည်တတ်နိုင်မဲ့အပြင်သူတို့အသက်ရှင်ဖို့ ဆိုတာကလည်းအဲ့လိုဆိုနေမှာအာမခံချက်ရှိပါတယ်။ဒါဟာသူတို့ကိုတခါတည်းသတ်မှတ်ပြထမ်းပေးလိုက်တဲ့ကံကြမ္မာလို့တောင်မှပြောလို့ရပါတယ်။စစ်အာဏာရှင်ဖြစ်လာလို့ရှိရင်ဒါမျိုးလုတ်ကိုလောရပါတယ်။စစ်အာဏာရှင်ဖြစ်ပြီဆိုလို့ရှိရင်မဖြစ်မနေဆိုးကိုဆိုးရပါတယ်။စစ်အာဏာရှင်ဖြစ်ပြီးတော့စိတ်ကောင်းများဝင်ပြီလို့ရှိရင်ဘိုးစောမောင်လို့စေထုအသက်ခံရတတ်ပါတယ်။အဲ့ဒါလို့ကိုယ့်အသက်အသေးခံပြီးတော့လိန်မာဖို့ကြိုးစားတဲ့လူမျိုးကိုရဖို့ဆိုတာက ဖျားချီကိုရှေးဟောင်းပစ္စည်းအဖြစ်တူဖို့ရှာဖွေဖို့ကြိုးစားတာထက်တောင်မှခက်ပါသေးတယ်လို့သာပြောချင်ပါတယ်ခင်ဗျာ။